ပွဲကစားဖို့အစင်းသင်းဖြစ်နေပြီလို့ဒနာဝိုက်ကိုပွဲတောင်းလိုက်တဲ့အာမင်ဆာရူဂျန်ပြည်သူများလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကျေးဇူးလိုက်ပါတယ် UFC ရဲ့ထိပ်တန်းဖိုင်တာတဦးဖြစ်တဲ့အာမင်ဆာရူဂျန်ကတော့သူ့အနေနဲ့နောက်လာမယ့်ပွဲအတွက်အစင်းသင်းဖြစ်နေပြီလို့ဒနာဝိုက်တို့ကိုပွဲတောင်းလိုက်ပါတယ်အာမင်ဆာရူဂျန်ကအခုတိုပူရီယာရဲ့ lightweight တန်းမှာပါဝင်ရှင်ပြိုင်နေရတဲ့ဖိုင်တာတစ်ယောက်ဖြစ်ပြီးလက်ရှိချိန်မှာဆိုရင်လည်း ranking 1နေရာကနေရပ်တည်နေသူဖြစ်ပါတယ်သူ့အနေနဲ့ချန်ပီယံကပတ်စင်ခေါ်ပွဲထိုးချင်တယ်လို့အာမင်ဆာရူဂျန်ကပြောကြားခဲ့ပြီးမြင်လဲဒနာဝိုက်တို့က ranking 2မှာရှိနေတဲ့ Olivia ကို ေတိုဘူရီယာနဲ့ချန်ပီယံကပတ်စင်ခေါ်ပွဲပေးထိုးခိုင်းခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ဒီချန်ပီယံကပတ်လူပွဲမှာအနိုင်ရရှိသွားမဲ့ဖိုင်တာနဲ့တော့အာမင်ဆာရူဂျန်ကထိုးရနိုင်ကြတော့များနေပါတယ်။တကယ်တော့အာမင်ဆာရူဂျန်ဟာအစ္စလမ်မာကာချက်ဒီဝိတ်တန်းမှာရှိနေတုန်းကမာကာချက်စီကနေချန်ပီယံကပတ်ကိုစိန်ခေါ်ထိုးတက်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့ UFC 311မတိုင်ခင်မှာအာမင်ဆာရူဂျန်ကနောက်ကျောဒဏ်ရာရရှိခဲ့တာကြောင့်ဘွဲကနေနှုတ်ထွက်သွားခဲ့ရတာပါ။ဒါကြောင့်လည်းအာမင်ဆာရူဂျန်ကဂျန်နာဝတ်ရဲ့ယုံကြည်မှုကိုဆုံးရှုံးသွားခဲ့ရဟန်ရှိပြီးအခုလိုမျိုးချန်ပီယံကပတ်စိန်ခေါ်ပွဲနဲ့လွဲကျော်ခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့အာမင်ဆာရူဂျန်ကအကြံခံမှုအပြည့်နဲ့ းဝိုင်းတွေကိုပြန်လာနိုင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ပြီးကြတဲ့ပွဲတော်ကလည်းအာမင်ဆာရူဂျန်ဟာ Combat 54ပြိုင်ပွဲမှာအနိုင်ရရှိအောင်ရှင်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီးတဲ့နောက်သူ့အနေနဲ့လာမယ့် UFC 317, UFC 318ပြိုင်ပွဲတွေမှာအယံဖိုက်တာဖြစ်တဲ့ပါဝင်လို့ကြောင့်ဒန်နာဝိုက်ကိုအသိပေးလာခဲ့ပါတယ်။အယံဖိုက်တာဆိုတာကပွဲတည်ပေးထားတဲ့ဖိုက်တာနှစ်ဦးထဲမှာတယောက်ကအကြောင်းတစ်ခုခုကြောင့်ပြိုင်ပွဲကနေနှုတ်ထွက်သွားချိန်မှာကိုစားဝင်ရောက်ရှင်ပြိုင်သွားပြရမယ့်ဖိုက်တာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ခြင်းနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအာမင်ဆာရူဂျန်ကဒါကလိုအပ်သလားဆိုတာကိုတော့ကျွန်တော်လည်းသေချာမပြောတတ်ပါဘူး။ဒါပေမဲ့သူတို့ က်ကအရင်ဖိုင်တာလုပ်ဖို့အတွက်ကျွန်တော်ကိုအခွင့်အရေးပေးလာခဲ့မယ်ဆိုရင်တော့ကျွန်တော်ဘက်ကဒါကိုဝမ်းမြောက်ဝမ်းသာနဲ့လက်ခံသွားမှာပါ ကျွန်တော်အားလုံး okay နေပါပြီအခုကျွန်တော် US ကိုသွားနေတယ်တကယ်လို့ဒဏ်ရာရရှိတဲ့ fighter တယောက်ပေါ်လာခဲ့ရင်တော့ကျွန်တော်ဘက်ကအဆင်သင့်ဝင်ပြန်လို့ရအောင်ပါသူတို့ဘက်ကလည်းကျွန်တော်ကိုမေးပါတယ်မင်းဘက်ကအဆင်သင့်ဖြစ်နေတာတေးကြရလားဆိုပြီးတော့ပေါ့ကျွန်တော်လည်းဟုတ်ကဲ့လို့ပြန်ပြောပြထားပါတယ်လို့ထုတ်ပေါ်ပြောကြားသွားခဲ့ပါတယ်လက်ရှိချိန်မှာတော့ဒဏ်ရာအခြေအနေကိုကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်လို့ UFC ဘက်ကပေးရလာမဲ့တာဝန်တွေကိုထမ်းဆောင်မှုအတွက်အဆင်သင့်ရှိနေအောင်အသိပြင်ထားတဲ့အကြောင်းကိုလည်းအာမန်ဆာရူဂျန်ကအခုအခွင့်အရေးတွေရရှိဖို့လိုအပ်ပါတယ်ကျွန်တော်ဘက်ကဒဏ်ရာရရှိသွားခဲ့တာကြောင့်အရာရာမှာနောက်ကျကြံခဲ့ရတယ်လို့ခံစားရပါတယ်ကျွန်တော်ကြုံတွေ့ ရေဆန်ခဲ့ရတာတွေနဲ့ပတ်သက်လို့ကျွန်တော်ကိုကူတာပြီးတဲ့ဆရာမတွေကပဲသိကြပါတယ်။လူတိုင်းမသိကြပါဘူး။အခုတော့ diary ကိုကျွန်တော်ကြော်ဖြတ်နိုင်ခဲ့ပါပြီ။လမ်းကြောင်းမှန်မို့ကိုပြန်ရောက်အောင်သွားဖို့အတွက်ကျွန်တော်အစဉ်သိရှိနေပါပြီ။အခုကနေစလို့ USC ဘက်ကကျွန်တော်ကိုခိုင်းနာမှန်သမျှဘာမှမစိုးလှုပ်ဆောင်သွားဖို့အတွက်ကျွန်တော်ဘက်က ready ပြင်ထားပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။လက်ရှိချိန်မှာတော့ Armen Sarujan ရဲ့ပြန်ဘက်က Justin Gaethje ဖြစ်လာတယ်လို့သတင်းတွေထွက်ပေါ်လို့နေပါတယ်။ဒါကိုလည်း Armen Sarujan ကပောက်ကွဲလို့နေပါတယ်။ဒါမျိုးကိစ္စတွေကပောက်လို့ပေးစားရှောက်ပြောနေလို့မရပါဘူး။ UFC မှာကပွဲသတင်းတွေနဲ့ပတ်သက်လို့ဗျမ်းပထာတွေရှောက်ပြော ွန်းနေကြတာများပါလေတေးကြတဲ့သတင်းတွေတေးကြတဲ့သတင်းတွေထွက်လာကြပါပဲကျွန်တော်ကတော့ဒါကိုအတီးပြုတ်ပြီးယုံကြည်ပေးလို့ရပါမယ်လို့အာမန်ဆာရူဂျန်ကပြောထားခဲ့ပါတယ်တကယ်ဆိုရင်အာမန်ဆာရူဂျန်အနေနဲ့အရာရာတိုင်းဟာကောင်းဖို့ဖြစ်လာတယ်လို့ပဲသဘောထားခံယူတတ်ဖို့လိုအပ်ပါတယ်အခုလိုမျိုးဒိုဘူရီယာနဲ့ချန်ပီယံကပတ်စင်ခေါ်ပွဲထိုးခွင့်မရှိခဲ့ပေမဲ့အဆိုပါချန်ပီယံကပတ်စင်ခေါ်ပွဲမှာအနိုင်ရရှိမဲ့ဖိုင်တာကအာမန်ဆာရူဂျန်နဲ့နောက်ပွဲမှာချန်ပီယံကပတ်ပွဲထိုးကြရဖို့များနေပါတယ်ဒါကအာမန်ဆာရူဂျန်အတွက်ပိုကောင်းတဲ့အခွင့်အရေးလို့ပဲဆိုရမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်